အစာကိုမိအောင်မဖမ်းနိုင်လို့နာမည်ကြီးနေတဲ့ခွေးကလေးကံကောင်းအခုမြင်နေရတဲ့ခွေးလေးရဲ့နာမည်ကကံကောင်းဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့နာမည်နဲ့သူ့ရဲ့အဖြစ်နဲ့ကစန့်ကျင်ဘက်ပါပဲ2008ခုနှစ်ကနေစတင်ပြီးကံကောင်းရဲ့ပိုင်ရှင်ကကံကောင်းစီကိုအစာပြစ်ပြီးတော့ကျွေးနေတဲ့ဗီဒီယိုတွေတင်ခဲ့ပါတယ်အဲ့ဒီကနေစပြီးနေ့စဉ်နေ့တိုင်းမတူညီတဲ့အစားအစာတွေကိုဗီဒီယိုပေါင်းရာနဲ့ချီပြီးတော့တင်ခဲ့ပါတယ်ခွေးလေးကံကောင်းကအစာကိုမိအောင်မဖမ်းနိုင်ရှာပါဘူးသူကပြစ်ပေးလိုက်တဲ့အစာကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ဖမ်းဖို့ကြိုးစားပါတယ် ဒါပေမဲ့ဘလောက်ပဲဖမ်းမှန်းအစာကိုမမိပါဘူးအစာနှစ်ခုပြစ်ပင်နှစ်ခုလုံးကိုလွှဲအောင်ဖမ်းပါတယ်ဗဇက်ဟထားယုံနဲ့သူ့ဟာသူဝင်သွားမဲ့အစာတွေကိုတော့လွှဲအောင်ဖမ်းတာပါဒါကြောင့်ကံကောင်းရဲ့ဗီဒီယိုတွေကတိတော့ပေါ်မှာနာမည်ကြီးခဲ့ပြီးတော့ကြီးစုသူတန်းနေချီရရှိခဲ့ပါတယ်ဗီဒီယိုအောက်မှာကွန်မန့်ဝင်ပေးတဲ့သူတွေကလည်းသူ့ကိုပြစ်ကျွေးစေခြင်းနဲ့အစာတွေကိုဝင်မှန်းကြပါတယ်ကံကောင်းရဲ့ပိုင်ရှင်ကအဲ့ဒီအစာကိုပြစ်ကျွေးရင်ကံကောင်းကထုံးစံတိုင်းမိအောင်မဖမ်းနိုင်ချပါဘူး လူတို့ကတော့ပိုင်ရှင်ကဗီဒီယိုပေါင်းများစွာရိုက်ပြီးကံကောင်းဖမ်းမမိတဲ့ဗီဒီယိုတွေပဲပြန်တင်နေတာလို့ပြောကြပါတယ်။ဘာပဲဖြစ်ဖြစ်ကံကောင်းရဲ့ချစ်စရာကောင်းတဲ့အသွင်ပြင်ကြောင့်သူ့ရဲ့အဆန်မဖမ်းမိတဲ့ဗီဒီယိုတွေကကြည့်ရှုသူအများပြားရှိနေစေပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ကလေးကိုကျောင်းအဖို့အချို့လုပ်ပြီးလို့နာမည်ကြီးနေတဲ့ခွေးလိမ်မာလေး။တရုတ်နိုင်ငံကခွေးလေးတစ်ကောင်ကလိမ်မာတိတန်လုံးလို့အရန်ကိုနာမည်ကြီးနေပါတယ်။ဒီခွေးလေးကတခင်ဖြစ်တဲ့ကလေးမလေးကိုနေတိုင်းမပြတ်မကွက်အเจ้าအကျိုးကိုလုပ်ပေးနေတာပါ။ ဒီလိုအဖို့ကြိုလုတ်ပေးနိုင်မှုအတွက်နှစ်ပြီးတဲ့ဆွဲလင်းလေးတစ်ခုကိုလုတ်ပေးထားပါတယ်။ပြီးတော့ဒီလိုဆွဲလင်းလေး၃လေးခုလောက်ကိုအိမ်ရှိမှာတန်းစီရက်ထားတာဖြစ်ပါတယ်။ချိန်ရပြီဆိုတာနဲ့ခွေးလေးကဆွဲလင်းစီကိုလာပြီးတော့ပချုပ်သေးကိုခေါင်းထည့်လိုက်ပါတယ်။ပြီးတော့ကလေးမလေးကနောက်ကထိုင်ကုန်မှာဝင်ထိုင်ပါတယ်။အသင့်ဖြစ်ပြီဆိုတာနဲ့ခွေးလေးကဆွဲလင်းလေးကိုဆွဲပြီးတော့ကျောင်းကိုလိုက်ပို့ပေးပါတယ်။ညနေကျောင်းစင်းချိန်ရောက်ပြီဆိုရင်လည်းခွေးလေးကဆွဲလင်းလေးပေးမှစောင့်ကြိုနေတတ်ပါတယ်။ ကျောင်းဆင်းကိုကလေးမလေးရောက်လာပြီဆိုရင်ခွေးလေးကဘေးမတည်ရမခအောင်အိမ်ကိုပုံမှန်ပြန်ပို့ပေးနေတာဖြစ်ပါတယ်။တခြားကလေးတွေကလည်းအခုလိုခွေးလေးမလေးကကျောင်းအချို့ပို့လုပ်နေတဲ့ကလေးမလေးအပေါ်ကိုအားကျနေကြပါသေးတယ်။ဒီလိုအလိုက်တည်ပြီးလိမ္မာလုံးနဲ့ခွေးလေးအကြောင်းကအခုဆိုရင်တရုတ်နိုင်ငံနေမှာပဲ။တကဘာလုံးမှာတော့နာမည်ကြီးနေပါတယ်။ဒီလိုထူးထူးဆန်းဆန်းဖြစ်ရတွေကိုထပ်မံကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ Buzz Media ကိုပရိသတ်တွေ Like and Follow တွေလုပ်ပေးသွားနိုင်ပါတယ်ရှင်။ကိုရောင်ပြောက်ပြီးတရဲ6တလို6လန်းတက်တဲ့ပို့တူးမှ အခုမြင်နေရတဲ့ထူးဆန်းတဲ့ငှက်ကမဲနဲ့တဲ့မျိုးလုံးတွေနဲ့တင်းမာတဲ့အေယာမပစက်ကြီးကိုပိုင်ဆိုင်ထားပါတယ်။ဒီငှက်တွေဟာကိုယောင်ပြောက်တဲ့နေရာမှာထူးချွန်တဲ့ငှက်တွေပါ။သူတို့ရဲ့အယောင်သွေးကတင်းကုတ်တူတွေနဲ့အယောင်တူပြီးတော့အဲ့ဒီအပေါ်မှာတက်နေမယ်ဆိုရင်ညှက်ရှိနေတာကိုသတိထားမိတော့မှာမဟုတ်ပါဘူး။ဒီငှက်တွေကအဲ့ဒီလိုကိုယောင်ဖြောက်ပြီးအိပ်စက်တက်ပါတယ်။အဲ့ဒီအချိန်သူတို့ကိုနှောက်ရှက်မိမယ်ဆိုရင်သူတို့ရဲ့အေယာမပစက်ကြီးကိုဖျက်ပြပြီးတော့၆လန့်တက်ပါတယ်။ သူတို့ကလူကိုအနေရမပေးနိုင်ပေမဲ့သူတို့ရဲ့ပုံစံကြောင့်မတော်တဆညဘက်မှာတွေးမိရင်ထိတ်လန့်စရာကောင်းနိုင်ပါတယ်။သူတို့ကလည်းရန်သူတွေကိုအဲ့ဒီလိုတရေချောက်ပြီးသူတို့အနာမကက်အောင်မောင်းထုတ်ကြပါတယ်။ဒီငှက်တွေကတခြားငှက်တွေလိုလေးပေါ်မှာပြန်ပြီးတော့အမဲမလိုက်ပါဘူး။အဲ့ဒီအစားသူတို့ကတစ်ပင်တွေချားထဲမှာကိုယောင်ဖြောက်ပြီးတော့ကားကောင်အနာကိုရောက်လာမှသူတို့ရဲ့ဗဇက်ကြီးနဲ့ဖမ်းယူစားတောက်တတ်ကြပါတယ်။ဒီငှက်တွေကိုပိုတူးလို့နာမည်ပေးထားပြီးတော့အမေရိကတိုက်တဝန်းမှာတွေ့မြင်ရပါတယ်။ ါပေမဲ့မြန်မာနိုင်ငံအပအဝင်အာရှဒေသတွေမှာတော့ပိုတိုးမျက်တွေကိုသဘာဝတည်းမှာတွေ့မြင်ရလိမ့်မရှိပါဘူးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်